1863ခုနှစ်နိုဝင်ဘာလ19ရက်ယနေ့လိုနေမျိုးတွင် အမေရိကန်သမ္မတအေဘရာဟမ်လင်ကန်သည်အမေရိကန်ပြည်တွင်းစစ်အတွင်းဖြစ်ပွားခဲ့သောအတိတ်တိုက်ပွဲတစ်ခု၏စစ်မြေပြင်၌မိန်ကွန်းတစ်ခုပြောကြားခဲ့သည်ထူသမိုင်းဝင်မိန်ကွန်း၏အမည်မှာအဘယ်နည်း A လွတ်လပ်ရေးကြေညာစာတမ်း Declaration of Independence B ကျွန်းစနစ်ဖျက်သိမ်းရေးကြေညာစာတမ်း Emancipation Proclamation C Gettysburg Mingo Gettysburg Address D Nursa Mingo Farewell Address အပြေမမာ C Gettysburg Mingo Titi 1863ခုနှစ်နိုဝင်ဘာလ19ရက်နေ့တွင်သမရလင်ကွန်းတီပင်ဆယ်ဗေးနီးယားပြည်နယ်ဂက်ဒီစပတ်တိုက်ပွဲ၌ကြာဆုံးခဲ့သောစစ်တပ်များအတွေ့တူတန်မြေကိုရည်စူး၍ ဤမိန်ခွန်းကိုပြောကြားခဲ့သည်မိနစ်20ခန့်သာကြာမြင့်သောဤမိန်ခွန်းသည်အမေရိကန်ပြည်တွင်းစစ်ရေးအတိတ်ပဲကိုပြန်လည်သတ်မှတ်ပေးခဲ့သည်ဤမိန်ခွန်းမှာနာမည်ကျော်လူဒုဤအစိုးရလူဒုဖြစ်အစိုးရလူဒုအထွတ်အစိုးရဟူသောစကားစုကိုကဘာကတီးခဲ့ကြသည်